အားလုံးမင်္ဂလာပါပါစပေါ်နေပြန်လဲကြိုးစားပါမယ်အခုကျွန်တော်တင်ဆက်ပေးချင်တာကကျွန်တော်ဒီ Manchester United နဲ့ Asset Damage ရဲ့ပွဲပြီးပေါ့ဒါပွဲပြီးပွဲပြီးကကြာပြီပွဲကပြီးပါရောမန်ကျွန်တော်ပေါ့မန်ယူပေါ့ကျွန်တော်အမြင်လေးပေါ့ကျွန်တော်လည်းဒီဘက်မှာဒါလုပ်လေးတွေရှုပ်နေပြီဗျာဒါကျွန်တော်ရဝါနာရတာဘလို့ရပြင်မယ်ကျွန်တော်လည်းပြင်မဲ့အင်းလွာလောက်ကတော့လေးများတော့ကျွန်တော်နည်းလေးတော့နောက်ကြတော့မှပါခုမန်ယူနဲ့ Asset Damage ပွဲပြီးချင်းမှာကျွန်တော်ဘာတွေတွေ့ရလဲဆိုတော့ ။ Manchester United မှာရှိကစားသမားတွေဟာအများကြီးလွှဲချက်ရှိတယ်။ပြီးကြတော့သူတို့ Manchester United logo brand အောက်မှာကောင်တွေကငကုံလုံးကကောင်တွေထက်ဆိုင်။ငကုံလုံးကကောင်တွေရဲ့ဘာပေါ့ချီးတော်နဲ့ကျွေးရင်ဒီမှာဘာမှဆော်လို့မပြအောင်ဒီကောင်တွေကသူတို့ငယ်တော့ကြီးကြတဲ့အမှန်ယူဆိုတာကဒီလိုမျိုးဗျ။အတင်းရဲ့အတင်းကြီးဘယ်ကောင်းမှကြောက်ရမှာလို့ဗျာ Manchester United လို့အောက်မှာကန်နေတဲ့ကောင်ကဟိုဘာဖြစ်ဖြစ်သူတို့စစ်ကဖလားရရမယ်စစ်ကရှိပြီးတာ အဲ့လိုစိတ်နေပြိုကံကံရဲကောင်းရဲ့ကြည့်ဒါဘယ်တော့ပဲမန်ယူမှာဘလူးဘေးထွက်သွားထွက်တော့မန်ယူကကျွန်တော်တောက်ပါမယ်ဗျာဒါဆာခါကြီးရဲ့လက်ထက်ပါသူကျွန်တော်ဒိုလီကန်နာတော့ကျွန်တော်မြင်ဘူးဗျာမန်ယူမှာကျွန်တော်မိသားကကျွန်တော်ရဲမထွက်မှာပဲဒိုလီကိုကြည့်ဘူးတာမန်မဆိုင်ကျွန်တော်ကမန်ယူမှာဒိုလီမကြည့်ဘူးဘယ်နဲ့ကြာကျွန်တော်ကြည့်ဘူးတာနာနီတို့တစ်ဖက်မှာနာနီတို့ဝန်းနီတို့တိုက်စစ်ကိုကျွန်တော်မြင်ခဲ့တယ်ဗျာသူရဲ့တိုက်စစ်ကတော့ကတို့မြင်ပါလာပြီဆိုတာနဲ့

အချင်းမမဲ့ဆင်တော့လိုအပ်တိအောင်မင်းနေဗျကိုယ်လည်းပါဖို့နေရင်တို့ကိုယ်လည်းဖဲပြီးဘောလုံးတမ်းမယ်ဗျကိုတိုင်းစကင်းနဲ့ကိုယ်ကယူမယ်ဟာလန်တီဗျာတို့ဟာလန်တကယ်မရှိရမယ်သူသူ့အပန်းဘူးမှုနေတဲ့ကိုယ်လည်းနေနေပြီဆိုရင်ဒါမန်စီဟာလန်ကကိုယ်လည်းဆင်းနေဆင်းပြီးယူတယ်တော့မျိုးအခုပိုင်လန်လိုရတာကဟာလန်တီဒီကိုယ်လည်းကိုဆင်းယူတဲ့အပိုင်းမှာတော့ဟာလန်ဒူဘတီတဲ့ဗျအတင်းလိုက်ကစားဝင်ရမှာလဲဝိုင်လန် နည်းလေးတော့လိုအပ်ချက်ကြီးမြင်နေဗျာဘန်ယောကလက်ရှိຢာတွေမှာအချိန်ရတော့ဆိုးနေဆူလာကကျွန်တော်ပြောနေတာကဟိုနီးပြအဖြစ်ကြီးတယ်ပြောလို့မရအောင်နီးပြကသူစပေါ်တင်မှာပြတတ်ခဲ့တာကကျွန်တော်တို့ကအခမ်းပဲဗျာဒါမဲ့ကျွန်တော်မှလာပြောနေတာကဒင်းမန်ရှင်တွေကိုပဲကျွန်တော်ပြောနေတာဒင်းမန်ရှင်တွေကဗာလဲသူတို့တဟကိုထုတ်မယ်ဆိုရင်ရာရဲစရဲထုတ်ပြဗျာထုတ်လို့လားအာဖရိကဒီအာဖရိကန် ဟိုရပြီလေသူဘာမှမင်းကြံထားမင်းဘလို့မကြိုက်တန့်ထုတ်ပလဲဘာမှသူတို့ဝေးလိကြောင်ပဲလုံးမင်းတဲ့မကြိုက်ရင်ရေးစားရနေပြချိန်မလိုက်ဒါမို့ဒီနည်းဇာတိလျောက်ရချိန်မှာဆိုရင် တော့တန်ခါကမကုန်းဆိုရင်တန်ခါကိုအောက်ဤပြီးတော့ဇာတိကုန်ထီတော့ထားစီကြည့်နေတယ်အဲ့မထားဘူးဗျာအမိုရင်းကိုသူခိုင်းတယ်အဲ့ချိန်မှာပဲအတင်းကသူလေးကိုတိုင်ပတ်သွားတယ်အမိုရင်းတစားကွန်းတန်ခါကစားကွန်းလည်းလုံးဝတို့အကန့်ကြီးရချိန်မှာအတင်းကကာမရီကလည်းမလိုက်နိုင်တဲ့ချိန်မှာလုံးဝမန်ယူက ချင်းတို့ဆိုးလို့တော့မြင်ရတယ်ဗျခုကြည့်လိုက်ဗျာ343နဲ့ကစားတဲ့အချိန်မှာမိုင်းဘာမှကိုကျွန်တော်တွေဒါခိုးနေမြိုက်ပေးရတယ်ခိုးနေမြိုက်ပေးတဲ့ထံမှာကပြောတော့ကန်စမိုဆုမကဘာကန်စမကလည်းမွဲလို့ရရောပဲခိုးနနာကလည်းထထဖောက်တာကအနာအနာနာဒီမင်းချက်ဒီတာကိုမြင်ခိုးနနာကကဲဆိုရင်လည်းအနာနာကိုကြိုက်ရထံမှာပါတယ်ခိုးနနာကိုလည်းကြိုက်တယ်ဗျအနာနာကိုတို့တို့ကာဝယ်ပြည့်ထံမှာတင်ပါဒါမဲ့ဒီကနေ့အပွဲမှာအနာနာရဲ့မရာတဲ့အမားတွေက တပွဲလက်ငုတ်တော်ဗျာဒီမားကနေရအဖြစ်ကလေးကြီးချွဲမှာရင်းကျက်တဲ့ရောက်ပြီဗျာဒါပေမဲ့လူငယ်ပွဲမားဆိုတော့အတန်23 24မဟုတ်ဘူးဗျာတူးနေသားမျိုးကဂျန်မာရီပိုင်နေမှာသူကစားခဲ့ပြီးပြီသူမျိုးအမားတွေလုံနေတာကမဖြစ်တဲ့တော့အတင်းကအတက်ပြတ်နေတဲ့အချိန်မှာသူဒီမလွားတဲ့အမားတွေကြောင့်မို့အတင်းကဘိုးပြီးဆက်ရုံကြရတယ်အဆလွန်ရဲ့ဘက်မှာနိုင်ပွင့်ရခဲ့တယ်ရှူတဲ့ကောင်တွေကနောက်တန်းနေရှူတယ်အများနောက်တန်းနေရှူတယ်ဘာအိမ်မလဲဆိုတော့ အတင်းမှာရှိနေမန်ယူမှာရှိကမ်းရေကောင်တွေကမန်ယူစစ်မရှိရပါဗျာအတင်းကြီးစစ်မရှိရပါဗျာဒီကောင်တွေကိုရောင်းချမှာဖြစ်မှာပေါ့ချောင်ကောင်တွေများနေရဗျာပေါ့ချောင်ကောင်ဆိုပေါ့ချောင်မကောင်းတဲ့ကောင်တွေများနေဒီလိုပဲအတင်းမှာဘရူလိုဖနန်ဒက်ကဒါဒီခြေသားမကျတာမှန်နေလားဘရူလိုဖနန်ဒက်လောက်ကိုကျွန်တော်ခုနကမှချိတယ်ဗျာကစမဲတို့ကအားကလို့မရဘူးပိုးသွားပြီဥကာတီလေးတက်လာဖို့မှန်မိမဲ့ ီညမှာလိုအပ်ချက်တာကတခန်းကောင်းကောင်းကိုကွန်းလေရနေရှောနာရုပ်အကွက်အမြင်ဖန်တီးပေးမဲ့ကောင်းချက်ကိုလိုအပ်တယ်။တိုက်စင်မှာကအိုစီမတ်ကိုတရားလောက်ကိုအိုစီမတ်ကိုတကယ်လိုအပ်တယ်ဗျာဒီလိုတိုက်စင်ဖို့နောက်တန်းမှာအခုဆိုရင်ပို့ဆိုတာကအကူရတဲ့ဒီဆန်လုံးမာတီရနာတို့ရတယ်ယူရလဲအခုနေတီကျွန်တော်တို့အတင်းနဲ့အမွန်နေဘူးဒိုကုတီပြီးခဲ့တဲ့ပုံမှာအမားကြီးလောက်ခဲ့တယ်ဒိုကုတီမလိုရတဲ့ဖြစ်တော့မှုကြောင့်မို့အနည်းကထုတ်ခံရရတယ်ဒါလောကလည်းတောင်ပြောင်းနေတဲ့နေသားမျိုးမှာမန်ယူတီကခွန်မဆာဖဖကဆိုးနေရမြား မိုင်းအများကြီးကျွန်တော်ပြောင်းလဲဖို့လိုအပ်တယ်ဗျခင်ဗျာကဒါဒီနေ့နောက်အဒီမှာတော့ဒီပြင်ဆင်မှုတွေလိုအပ်ချက်တွေအမှားတွေဝေယူမှုတွေကိုတော့လုံးတင်နေပါပြီဒါတော့ပါပဲအောင်ချစ်စမှာတယ်